င်္ဂလာပါရှင်။ Clip for Freedom Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ယခုဖတ်ပြမှာကတော့ဆရာတစ္ဆာနေရေးသားထားတဲ့အခြားသောအရာများနဲ့လူဆိုသည့်စာအုပ်ထဲမှာကားနဲ့လူဆိုသည့် Modern Witch တို့လေးကိုဖတ်ပြမှာပဲဖြစ်ပါရစေ။အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင်။ ားနှင့်လူကောင်းဟောင်းအဆုံးပြည့်မိတံကဥအောင်မြတ်ကျော်၏ညီသက်စာပြုနေသောတိဆောက်စဲအာယုံကိုလမ်းပြုတ်ပြက်ကွဲစေသည်ခမင်းမြန်ဖျားကိုဥချဝတ်ပြုလိုက်ဖျားကန်ကထွက်လာတော့အေကန်းမှဆူယုံနေသည့်သူမိသားစု တစ်စိတ်တသေးတာကို တွေ့ရသည် မြေပြိုမှာကစတီရီယိုအစိုးရရှုံးလောက်အောင်ပြင်ဆင်ထား၏အပြင်ထွက်တော်မည်ဟုမှန်းစာ၍ရသည်ဥအောင်မြတ်ကျော်ကခလန်လန်ပရင်းပေါင်တာကဆိုပါပေါ်မှာသွားထိုင်သည် လက်က ။ဇပွဲပေါ်မှာစာအုပ်တော်အားကောက်ယူလိုက်တော့လဲနားတွေကို သူတို့အတန်တွေကတူဝင်လာ၏။အမေလို့သူကသမီးလို့သူကိုမာနေသည်။သမီးပန်းတိကိုဝင်ခဲ့ဦးနော်။မြမခွေပါခွေကောင်းကောင်းထွက်တယ်လေမီ။မရှိရင်ကလာကပဲတခွေယူခဲ့။အဖို့အခွေတွေလည်းတစ်ခါလေးယူသွား။ဗီဒီယိုအခွေငါခိုင်းနေခြင်းဖြစ်ကြောင်းဥအောင်မြတ်ကျော်ကောင်းကောင်းသဘောပေါက်သည်။သူဤတူရီသောသမီးကအလောက်ကများများဆဆမရှိ လောကမှာယောက်ျားကောင်းကောင်းတယောက်ယူကကလေး၃ယောက်မိပြီးတော့ တာဝန်ဒီကုန်ခန်းသွားသလိုပင်ဗီဒီယိုပေါ်လာမှပင်သူ့ဘဝမှာနည်းနည်းအတိပဲပြန်ရှိလာ၏အခုတော့ဗီဒီယိုမှတနေ့တကားလောက်မကြည့်ရရင်ခေါင်းကိုက်ချင်းသည့်ယောဂပင်ဆွဲစားပြုနေ၏အမေကလည်းအမေကလာကကြီးပဲပြေးရှင်းရတဲ့အချိန်တစ်ခါတခါတချင်းစုကနေမပြီးတော့ဘူးပြင်းစရာကြီးတရုတ်တိုင်းကလေးပါလေးလှုပ်ဆမ်းပါမြင်းငယ်ယောက်ျားလေးကသူ့အမေကိုအရေးဆိုသည်တောင်းငယ်မကြရင်မကြည့်နဲ့ပေါ့မင်းတို့တိုင်းကားတွေကယုတ်တိရှိတာမဟုတ်ဘူး ဒီငယ်ကောင်ကရှစ်တန်းကျောင်းသားဆိုတော့လေလူကောင်ထွားသည်ကွန်ဖိုတန်တန်တစ်ခုခပန်းနဲ့ရပြီးသားဆိုလားမသိတလောကလမ်းထဲကကောင်လေးတွေနဲ့ရင်ဖြစ်တော့လေကွာနဲ့အပြစ်ခံရသဖြင့်ခေါင်းပေါက်သွား၏အပြင်ကကားဟွန်တန်ကြားရသည်ပရင်ပေါက်ကဥအောင်မြကျော်လမ်းကြည့်လိုက်တော့ရထားသည့်ကားထဲမှထိုင်ရင်းကားဟွန်ကိုစိတ်မရှိသလိုနှိမ့်နေသောမြင့်အကြီးကောင်ကိုတွေ့ရ၏မမကြီးဟိမန်နေဝင်းခွေထွန်းဝဲခဲ့ကြမှာပြီးတော့ country park ဝင်မိုက်ကယ်ဆန်ရဲ့ဒီပတ်အခွေကူးလို့ရပြီလားမေးပေးစမ်းပါ နင်းတို့အလုပ်ကြီးပဲငါမှရေမွေးပလင်သွားလဲဖို့ကလည်းရှိသေးတယ်မိမကညညူဆူဆူပြော၏အမေလို့သူကရေမွေးပလင်ကဘာဖြစ်လို့လဲသမီးအမေသာငယ်ပေါ့မနေ့ကသူပူချုပ်စေသွားမယ်ဆိုလို့သမီးရော Revlon ဒပလင်းမာလိုက်တာသူကမင်းစုဝဲလာတယ်လေမမမာလိုက်တဲ့ဆိုင်မှာ Revlon မရှိတာကုန်းနေတယ်ဒါလည်းကောင်းပါတယ်စမ်းသုံးကြည့်ပါဆိုလို့ယူလာတာအဲ့ဒီအနန်ကြီးငါမှမကြိုက်တာငါက Revlon ကလည်းပြီးသုံးတာမဟုတ်ဘူးအိမ်မဝါမမြေးကြီးကောင်ပေါ်လာ၏ ူကစိတ်မရှိတော့လေးတန်းဖြင့်ဟဲ့ခွေးပြူမကြားလိုက်ရလားတောင်းမှပြင်းပြင်းလားဘာလို့ရှုပ်နေရလဲကိုကိုကြီးကလည်းဘာလို့တလောက်လုံးနေရလဲအကြီးကောင်ကစိတ်ဆိုးရင်သူ့ညီမကိုခွေးပြူမဟုတ်ခေါ်နေကြဖြစ်သည်ငါမှချင်းထားတာတခုရှိသေးတယ်ကားယူသွားမှာအကြီးကောင်ကစီချောင်းသားဆိုပြီးအိမ်မှာအခွင့်အရေးအယူဆုံးဖြစ်၏ညီမဖြစ်သူကနှုတ်ခမ်းဆိုကသိပါတယ်ဆန္ဒနဲ့ချင်းထားတာမဟုတ်လားစိတ်ကဟိုးရောက်နေမှာဆန္ဒဆိုတာအကြီးကောင်နဲ့တွဲနေတဲ့ကောင်မလေးအင်ကိုလဲဝင်ထွက်နေသည် အမေလုံးသူကဒါကြောင့်နင်တို့အဖေကိုပြောနေရပေါ့ကားတစီမြန်မြန်ထောက်ဝယ်ပါလို့အိမ်မှာရှိတာကလူခဏယောက်ကားတစီတဲ့နဲ့ဘလို့လို့လောက်မှာလဲအေးလေအဲ့ဒါကြောင့်ခုကားထွက်ရှာနေပြီမဟုတ်လားအပြစ်ပြောမနေနဲ့တော့အဖွားကြီးကတမတ်လုံးသူဘက်ကဝင်ကားဝယ်အမှန်တော့အိမ်တွင်လောလောဆယ်ပင်ကားတစီရှိနေတစီကတမတ်ဖြစ်သူ၏အလုပ်ဌာနကပေးထားသည့်မာစတာချစ်ဤကားကိုတမတ်ဖြစ်သူသားယုံသွားယုံပြန်သုံးဤ အိမ်တွင်တခြားသူတွေတုံးလေးတုံးထားမရှိသဖြင့်စည်ရင်းမဝင်သလိုဖြစ်နေသည်တကလေဥအောင်မြတ်ကျော်ဖျားသွားခြင်းလင်းတမတ်ဖြစ်သူယုံတမထိုကနေလမ်းကြုံလိုက်တော်ရမျိုးတော်ရှိ။ဘာမောင်းမလဲဖွာ။မြေကြီးကသူ့ချစ်ဆုံးအဖွာကိုတွားကန်နေမိသည်။ရွှေငါကဘဲခင်တကောင်လောက်ဆွဲခဲ့ကွယ်။ဥအောင်မြတ်ကျော်ကအဖွာကြီးကိုလမ်းကြည့်မိသည်။တစုံတစ်ခုကိုပြောတော်မူပြီးမှကိုယ်စိတ်ကိုပြန်ချုပ်တီးလိုက်။အမှန်တော့အိမ်မကဟင်းရအပြေဆုံးချက်ပြီးသားပဲ။ငြေရန်အသားဟင်းတစ်ခွက် အရေးတောင်းတဲ့အကြော်အလော်ကလည်းမပါမပီးအေကန်တွေကမြင်းနှစ်ယောက်ကထွက်သွား၏သူစိတ်ကိုဖလတ်စာဓမ္မပဒါစာအုပ်ထဲဥအောင်မြတ်ကျော်ပြန်ပို့လိုက်၏တတိကိုအလိုရှိသောမြောက်သည်တောနိုင်တပင်မှတပင်သို့ခုံလွားပြေးသွားတဲ့ကဲ့သို့ထိုတနာတိုးွားသောသူသည်တဘွားမှတဘွားသို့ပြေးသွားရ၏ရုတ်တရက်အနားမှကပ်ပေါ်လာသောတယ်လီဖုန်းနှင့်ကြောင့်ဥအောင်မြတ်ကျော်အာယုံကပြိုကွဲသွားပြန်သည်သမီးလောက်သူကတယ်လီဖုန်းကိုကောက်ယူနားထောင်နေ၏မျက်နာကအပြုံးဖြင့် ယူလိုက်လေကိုကိုဘာရောက်လဲအဖြစ်အောင်မဲမဟုတ်လားဈေးမမြပါဘူးလူစင်တော်ရရင်တော်ပြီပေါ့တခါတည်းတောင်ငွေချေလိုက်ဖိဖိစီရလာမမေမြင်းငယ်ကောင်းရင်အမေကိုအမေလို့သူကတယ်လီဖုန်းပြန်ချရင်ကောင်းကြင်ပြာကြီးကားရပြီတာရေးစပရင်တာ SC 1.5တဲ့အဖြူရောင်ဟာကျွန်တော်ကားမောင်းလိုက်စင်မမြင်ရအောင်လုပ်ပါမယ်ဘလောက်တယ်လဲသမီးရဲ့အဖွားကြီးမိတန်ကြာရည်ငါးသိန်းခွဲတဲ့မမြဘူးလားသမီးအဲ့ဒါကြစီအမေရဲ့ ဒါတောင်ဒါရင်းနဲ့မမှုရတာညီတို့လည်းဒီလိုသာပေါ်တိုင်းဝယ်စီနေရှိတာလေးတွေကုန်မယ်အမေကလည်းဘယ်မှာပေါ်တိုင်းဝယ်စီလို့လဲလင်းစာပေါ်တော့ကလည်းမရှိရဘူးခုသုံးနေတဲ့ Dessen 121ပုံစံအခုတော့အောက်နေပြီသမီးတို့အကင်တက်နေလို့ဒီလောက်လွယ်နေတာပြီးတော့အခုခက်ကအမေတို့ခင်လို့စိန်နေရွှေတွေပြိုင်နေခင်မဟုတ်ဘူးအဝတ်အစားနဲ့ကားပြိုင်နေခင်အမေရဲ့လူတိုင်းအခုအစည်းနေကြတာလူတိုင်းမပြောပါနဲ့သမီးရဲ့တက်နိုင်တဲ့လူတွေလို့ပြောစမ်းပါ ။ဦးအောင်မြတ်ကျော်ကတမင်းဖြစ်သူဤစကားကိုပြင်ပသည်။သူစကားကိုဘသူကမှကယူမဆိုင်။မြင်းငယ်ကောင်ကသူ့အမေကိုပူဇော်နေသည်။မမေတာကားမောင်းတယ်တော့မယ်နော်။သူကမြင်းငယ်ပဲလေကဒီမဲငါမြေလူတွေဟာကားကိုဘလို့မောင်းနေရမလဲဆိုတာကိုသာဂယူတဆိုင်တင်ကြားနေကြတယ်။တကယ်အရေးကြီးတာကကို့ဘဝကိုဘလို့မောင်းနေရမလဲဆိုတာပဲ။မြင်းငယ်ကသူ့စကားကိုကောင်းစွာသဘောပေါက်ဟန်မတူပြူကြောင်ကြောင်မျက်လုံးနဲ့သာအဖို့ဖြစ်သူကိုငေးဆိုင်ပြီးကြည်နေသည်။ ဦးအောင်မြတ်ကျော်ကစကားရှင်ရကတမနက်လုံးသမီးတို့ကိုအဖေးကြည့်နေတယ်။သမီးတို့ကတဲပြီးချဲ့ကြကားကြတာကိုအဖွားကြီးနဲ့အတူတူပဲမျက်စိနားနာရှာကိုစိတ်ဆိုတဲ့အာယုံ၆ပါးရဲ့အလိုကိုလိုက်ပြီးချဲ့ကားနေဘယ်လာဆုံးနိုင်တော့မလဲ။အဲ့ဒါလို့ကားတာဟာတန်တရားကိုကျဲအောင်ချဲ့နေတာနဲ့အတူတူပဲ။သဘောတူဟန်မရှိတော့လဲသူ့ကိုယွန်းသဖြင့်သမီးနဲ့မြေးကငြိမ်နေ။အဖွားကြီးကသာမျက်ဆောင်တစ်ချက်ထိုးရင်းကိုအောင်မြတ်ကျော် ရှင်ကအခုမှစကားကားနေပါနဲ့ရှင်နဲ့ကျမတစ်ချိန်လုံးကကားခဲ့ကြလို့အခုဟာတွေတိုးပွားနေတာမဟုတ်လားဦးအောင်မြတ်ကျော်အနေနဲ့ခြေပစကားဆိုမှသာ ဖြစ်တော်မည်သို့သောစကားဆိုချိန်မရတော့အိမ်ဝမှာကားတစီထိုးဆိုင်တန်ကြာရဤအကန်တွေက၃ယောက်လုံးအပြင်ကိုခတ်တက်တက်ထွက်သွားကြသည် သူတို့အိမ်ရှိမှာအသက်ဆက်ဆက်အဖြူရောင်ကားတစီဆိုင်ရထားလေသည်တစ္ဆာနီတကုံ1988ဇူလိုင်လား အုတ်ထုံနှင့်လူအိယာမနိုး၍ရေချိုးကမှန်ရှိရကမျက်နှာတည်ရင်ပြင်ဆင်သောအခိုက်ကြမှာကျွန်တော်ရင်ကောင်းမရှိတော့သည့်အဖြစ်ကိုရုတ်ချီးတွေးသိလိုက်ရခြင်းဖြစ်သည်လက်ထဲတွင်သဘောတန်ကင်ကကျွန်တော်ကြောင့်ငေးနေမိသည်မင်းညာကပင်တယ်လီဗီရှင်းရှေ့တွင်ထိုင်ကအစီအစဉ်ပြီးဆုံးသည့်အထိကြည့်ရှုနေခဲ့သည်သည်မနက်မိုးလင်းကြမှာကျွန်တော်ကောင်းကပဲရောက်သွားရသည်လေအိယာမအထအိယာထဲတွင်မေးချင်ရခဲ့လေသလားကရင်ရှိရသောသားကြည့်မိ၏တွန့်ကျင်နေသောအိယခင်ပေါ်တွင် တွားသွားနေသောဇပိုးတကောင်ကိုတွေ့ရ၏ကျွန်တော်ကောင်ကဇပိုးတကောင်အဖြစ်ပြောင်းလဲသွားလေသလားမင်းညာကပင်အိမ်ပြန်လန်းထိတ်စိုးဆိုင်ကမျက်နှာတည်ရန်မွေးဆက်ပြအစ်တတုံးကိုကျွန်တော်ဝယ်ခဲ့သေးသည်ယခုဤဆက်ပြကိုလွန်ပြေးရတော့မည်လောခန္ဓာကိုယ်တွင်ကောင်းမရှိနေကြမှထူးထူးခြားခြားထိခိုက်စရာဟုမထင်ရတော့လေအတော်အသင့်ကတိကအောင်နိုင်စေတာက အမှန်မင်းဖြစ်သည်ဥပမာကျွန်တော်မျက်မှန်ကိုဘယ်နေရာတွင်တက်ဆင်ရပါမည်နည်းချင်းမျက်စိတွင်တက်ဆင်၍လည်းမတင်တဲ့ ရင်တကားကိုကျွန်တော်တွန်းဖွင့်လိုက်။အဝေးတက်တော့အုတ်တို့အထက်မှတပြေးပြေးထွက်ပေါ်လာသောလုံဝန်သည့်အရာဝတ္ထုတစ်ခုကို တွေ့လိုက်ရသဖြင့်ကြောက်ဆုံးနေသောကျွန်တော်ကဟုထင်ကဝမ်းသာသွားသည်။သို့တော်ထိုအရာမှနေလုံးကြီးဖြစ်နေလေသည်။ကျွန်တော်အိမ်ကားထွက်ခဲ့သည်။အမေကပဲလဲဟုမေးသည်။ကျွန်တော်ကကားကိုသွားရှာလိုက်အောင်မယ်အမေဟုပြောခဲ့သည်။ကားဂိတ်တွင်ကားရထားခိုက်စပယ်ယာကလူခေါ်နေသည်။လာနော်ကတ္တရာလန်အတိုင်းသွားမယ်။ခေါင်းရော့ကိုပါလိုက်မှမြန်မာငွေနဲ့200ပဲပေးရမယ်။ ဒါဆိုရင်ငါကိုပေးလိုက်မယ်ကွာတရားပဲယူကျွန်တော်ပြောလိုက်သည်ကိုစပယ်ယာကပြုံးကြည့်ရင်အကိုကြီးကတော်တော်နောက်တက်တာပဲဟုဆိုလေသည်ခတ်ဒီကကျွန်တော်ခန္ဓာကိုယ်မှာကောင်းပြောက်ဆုံးနေသည်ဆိုခြင်းကကြားရသူတို့အနေဖြင့်လက်သင်ခံရအသင်မရှိခြင်းပင်ဖြစ်သည်ပြေယုတ်ဖြစ်စဉ်ကိစ္စများဖြင့်အသားကျနေသူတို့အပေါ်ဤကိစ္စမှာရှားပါသောပြက်လုံးတစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပြီသည်သို့သောကျွန်တော်ကောင်းကတော့အမှန်တကယ်ပင်ပျောက်ဆုံးခဲ့ခြင်းဖြစ်လေသည်ရန်ကုန်ရောက်သောအခါ ကျွန်တော်ကောင်ကျက်စားတတ်သောနေရာများတွင်လိုက်ရှာကြည့်သည်ပထမမြို့လေရုပ်ရှင်များတဝိုက်စီတို့ရောက်သွား၏နောက်မှလောက်ကျန်ထားသည့်အပေါ်စားဇက်လံများကိုသာတကန်တနာတင်ပြနေသည့်ရုပ်ရှင်ယုံများစီတို့ကျွန်တော်မရောက်ဖြစ်ခဲ့သည်မှကြားပြီးဖြစ်ကြောင်းသတိရလာ၏နောက်စာကြည့်တိုင်းများစီတို့ရောက်သွားသည် စာကြည့်တိုင်းများမှာ၆ကတ်တိတ်ဆိတ်၍နေသည်ဖတ်လို့သောစာအုပ်များမရှိစင်နောက်တနေရာတွင်တွေ့ရသော ဖုံတက်နေသည့်အနောက်တိုင်းတက်တနာသမိုင်းဆိုသောစာအုပ်ကြီးကို ခရွက်ချင်းလန်ကရှာပွေပါတော့လဲကောင်းကိုရှာမတွေ့မိတ်ဆွေများထိုင်တဲ့သောလပိတ်ဆိုင်များစီတို့ရောက်ပြန်၏သူတို့ကကဖလာအကြောင်းဘဟုဝါဒအကြောင်းပို့စ်မော်ဒန်အကြောင်းအက်ဇစ်စတန်ရှယ်လစ်ဇင်အကြောင်းကူရိုဆာဝါအကြောင်းရိုဇင်ဘတ်၏ပကြီးကားများအကြောင်းရပ်ဂီတာအကြောင်းတယောက်တစ်ပေါက်ပြောဆိုနေကြသည်မနက်ကလေးကအကောင်းပြောက်သွားလို့လိုက်ရှာနေတာဟုပြောတော့သူတို့ကဝိုင်းရင်ကြသည်တယောက်ကခမရကတော့စိတ်ရောဂါကိုဆရာဝန်နဲ့တွားတွေ့တင်ပြီတယောက်က ဈာနယ်တစ်ခုခုမှာကြွညာထည့်လိုက်ပေါ့တယောက်ကအတုထက်စင်ရေးဌာနတစ်ခုသွားလိုက်ပါအဆင်ပြေသွားလိမ့်မယ်ထို့သောပြောတော် သူမှာမတော်တဆထိခိုက်မှုတွင်ခြေထောက်တစ်ဖက်ဆုံးရှုံးသွားသဖြင့်ခြေထုတဆင်ထားသောသူတို့အုပ်ဖြစ်သည်ထို့သောခေါင်းကိုအတုတက်စင်၍ရာမရတော့သူတိတိချာချာမသိဟုဆိုသည်ဈာနယ်တစ်ဆောင်ယုံထိုင်ရာသို့သွားပြီးမင်းညကျွန်တော် ကောင်ကြပြောက်သွားတယ်ကောက်ရသူပြန်ပြီးပါ ထိုက်တင်တယ်လို့ဂျေဇူးဆက်ပါမည်ဤစာသားကိုရေးကအက်ဒီတာကိုပေးလိုက်သည်အက်ဒီတာက ခမကောင်းထဲမှာဘာတွေပါသလဲဟုမေးပါသည်။သူကဥပမာဗျာပတ်စံအိတ်တိတ်ကိုကောက်ရတယ်ဆိုရင်အထဲမှာပိုက်စံလက်ဝက်လက်စားကားလိုင်းစင်မှတ်ပုံနဲ့အရေးကြီးသောစာရွက်စာတွေများစသဖြင့်ပါတတ်တယ်လို့ပေါ့ဗျာဟုပြောသည်။စေစက်သေးသောအက်ဒီတာနဲ့ကျွန်တော်တွေ့နေရသည်ထင်ပါရဲ့။အင်းကျွန်တော်ကောင်းထဲမှာဟုတ်လားကျွန်တော်ကောင်းထဲမှာပါတာတွေကမနာခံတတ်မှု မုန်းတီးမှုစံသွေးမှုပြီးတော့လေတန်နေငယ်တို့ရဲ့ကြည်ချင်မြင့်မြတ်မှု ပြီးတော့အေး ကိုကိုကိုအထင်ကြီးမှုလဲပါမယ်ထင်ပါတယ်။အက်ဒီတာကလက်ကပြလိုက်သည်။တော်ပါပြီ။ဒီလောက်ဆိုရပါပြီ။ခမရကောင်းကတော့အဝိုင်းပါနော်။အဝိုင်းပါပဲ။လေးတောင်မဖြစ်ခဲ့တာကိုအခုမှနောင်တရနေပါတယ်။ကျွန်တော်အက်ဒီတာရုံကမှထွက်လာခဲ့သည်။တငယ်ချင်းတယောက်ကညွန်လိုက်သလိုသူနောက်ပြောင်ပြောခဲ့တာလည်းဖြစ်နိုင်ပါသည်။ဆေးယောဂကိုဆရာဝန်တန်းရောက်သွားပြန်သည်။ကျွန်တော်ပါကူညီရမလဲ။ကျွန်တော်ကောင်းပြောက်သွားလို့ပါ။ဘယ်တော့ကလဲ။ဒီမနေ့ပဲ။သေးကြရဲ့လား။ อืมမသေးကြလားဘူးဒီတမကစောစောကလေးကပျောက်ဆုံးနေခဲ့တာဖြစ်ပြီးဒီနေ့မနက်မှကျွန်တော်သတိပြုမိတာလည်းဖြစ်နိုင်ပါတယ်ဆောင်းဝင်းကကျွန်တော်ကိုသတင်းစာတစ်စောင်ထိုးပေးသည်ခေါင်းစဉ်တွေကိုဖတ်ပြပါကျွန်တော်တည်တည်ဆဆဖတ်ပြလိုက်၏ခမရမကောင်းရှိနေတာပဲမရှိပါဘူးဒေါက်တာခမရအစားအစာစားနိုင်သလားတကြားအုပ်ထားတဲ့အစားအစာလည်းအကုန်စားတယ်အတံပလန်တွေရောအကုန်ကြားရလားမသူတော့ခုနှစ်ပါးရဲ့အတံတွေကလည်းအကုန်ကြားတယ်ဆောင်းဝင်းကကျွန်တော်ကို မိကုံးအတော်များများမိခဲ့သည်ခမရာတာမန်လူတွေနဲ့ဘာမှမထူးကြပါဘူးခမရာကောင်းကလည်းခမရာကိုမှပဲငိုအတိုင်းရှိနေပါတယ်မရှိပါဘူးဒေါက်တာဆရာဝန်ထံမှလုံလောက်တော့အပြေမရပဲကျွန်တော်ပြန်လာခဲ့ရသည်ကျွန်တော်ကောင်းပဲရောက်သွားသည်။လမ်းလျှောက်ရင်းစဉ်းစားလာခဲ့သည်လမ်းတွင်ကြပြောက်ခဲ့သည်ထောင်းကျွန်တော်ကောင်းကလိမ်မော်သည်လို့အခွန်ခွာစားရရသည်မဟုတ် ပန်တပွင့်လိုအေကန်တွင်အလှပြင်ထား၍မတင်တဲ့ထို့မြအတော့မကြတော့အရာကိုမိသူကကောက်သွားသည်နီ ို့မဟုတ်ကျွန်တော်ကောင်းဒီအိမ်မက်တခုကိုနောက်သူအလဲလိုက်သွားလေသလားတို့မဟုတ်ကောက်ချက်တော်ညာတညာကပင်ပြန်ပြီးဆွဲသွားလေသလားတို့မဟုတ်နှွေလက်စားအိမ်တခုလိုဘာသာတစတစခန်းချောက်ပြောက်ဆုံးသွားခဲ့လေသလားတို့မဟုတ်ကျွန်တော်စိတ်ပြအာရုံသောခြေလမ်းများဖြင့်အိမ်ပြန်လာခဲ့သည်လမ်းထိပ်အရောက်တွင်ကျွန်တော်စီတို့လိမ့်လာသောလုံးဝန်းသည့်အရာဝတ္ထုတခုကိုတွေ့လိုက်ရသဖြင့်ကျွန်တော်ကဟူထင်းကဝမ်းသာသွားသည် သို့သောထိုယာမလန်းထဲကကလေးများကန်လိုက်သောဘောလုံးတစ်လုံးဖြစ်လေသည်အိမ်ထဲသို့ဝင်သွားသောကျွန်တော်ကိုအမေကမင်းတနေလုံးပဲသွားနေရလေဒီမှာမင်းအုပ်ထုတ်အိမ်မှာမေ့ကြံခဲ့တယ်အမေစကားကြောင့်ကျွန်တော်တောင်းလုံးအံ့ဩသွားသည် အမေပြသောအုပ်ထုတ်ကိုကင်ကြည့်ရင်အမေဒါကျွန်တော်အုပ်ထုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲအမေမိကုံကိုဖြေးစရာမလိုပါကျွန်တော်ဝမ်းသာသွားသည်ယခုဆောင်ရည်မရတော့လေကျွန်တော်ရင်အုပ်ထုတ်တစ်လုံးရှိနေခြင်းမှာ ကျွန်တော်ရင်ကောင်းရှိကြောင်းတွဲဝိုက်ကတတိပြရန်ရောက်တော့ကြောင့်ဖြစ်လေသည်တစ္ဆာနီလေကားနှင့်လူစက်ကူပန်းအောင်စုံများမန်ဘီရိုရဲတွင်ပွင့်ဝင်နေကြသည် တတုဖလာဤကိုယ်ရေပေါ်မှာတောက်ပြောင်သောမဟောတရာဆက်အရေးဖြစ်သွားသောစပြစ်သည်များပလင်းနေတွင်ပြည်ရင်ဖြစ်အတဲချမ်းများနှင့် ကောင်းနာနောက်မှကောပဲရုပ်အချို့ခက်ပြပြမိကြောင်အလင်းရောင်တို့ဖြင့်ကုံတိုက်ခမ်းမသည်ခါတိုင်းလိုပင်အေးဆမ်းမညွန်နေသည်ခမ်းမတစ်ဖက်စွန်းတွင်ရှိသောစာအုပ်များရောင်သည့်ကောင်းနာတို့ဥတီလျှောက်သွားလိုက်၏ထိုအယောင်ဌာနမှာလူသိနေသလိုဝယ်သူလဲနေရာအထူးသဖြင့် သာသနာ၏ဦးစီးဌာနမှထုတ်ဝေသောစာအုပ်ကောင်တချို့ကို အမှန်မတင်ဝေယူရတတ်သည်ထို့ကြောင့်လမ်းကြောင်းတွင်ကျွန်တော်သည်ဤကွန်လိုက်ထို့အထက်သို့တက်ကာလိုချင်သောစာအုပ်ရှိလို့ရှိညာရှာကြည့်တတ်သည်ယခုလည်းတောင်မျိုးစရာတော်ဤကိုချင်းအဘိဓမ္မာစာအုပ်ကိုတွေ့ရသဖြင့်ဝေယူလိုက်မိသည်ဤစာအုပ်မှာရခင်ကကျွန်တော်တွင်ရှိပြီးသားဖြစ်တော်လေကိုချင်းမကောင်သောမိတ်ဆွေတယောက်ကငားရမ်းတော်ကပြန်မပေးပဲထားခဲ့၏စာအုပ်ကိုကင်ကပြန်လဲထွာလာဟိတ်ကောင်ဖုံးပေါ့ဟူသော ရင်းရင်းနှီးနှီးနှုတ်ဆက်တံကိုကြားလိုက်ရသည်ကြည်လိုက်တော့အထက်တန်းကျောင်းတွင်အတူနေခဲ့ပူသောကျောင်းနေဘတ်တငယ်ချင်းဟုဆိုနိုင်သည့်အောင်မြင်ဖြစ်နေလေသည်ယခုတော့သူ့နာမည်ကိုထွန်းအောင်မြင်ဆိုလားအောင်ထွန်းမြင်ဆိုလားပြောင်းထားသည်ဟုတကြိမ်စုံစင်ကပြောပူသည်ကျောင်းနေစဉ်ကတော့ဒီကောင်ကိုကျွန်တော်တို့အောင်မြင်ဟုပင်မခေါ်သူ့မိမုံစုံမရောင်းသောဘိမုံကိုအဆွဲပြူကနာမည်ပြောင်းဖြင့်ဘိမုံဟုသာခေါ်ခဲ့ကြသည်သူနဲ့ကျွန်တော်သည်ငါးနာမစာရီ၁၀တန်းရောက်သည့်တိုင် အထက်တန်းကြောင်တစ်ကြောင်တွင်အတူတကွစာတင်ခဲ့ကြရသည်ရခင်ကမဲမဲပိန်၆၆အောင်မြင်သည်နိုင်ရည်ကန်နှင့်ကန်ချခံလိုက်ရလို့ထူးခြားစွာ ပြောင်းလဲဆိုပြီးဝါဖြူနေ၏မင်းဘယ်ကလာတာလဲသူမိကုံကိုကျွန်တော်ကလက်ထဲကစာအုပ်ကိုထောင်းပြခြင်းဖြင့်အပြေပေးလိုက်၏သူကစာအုပ်အမိကိုဖတ်ကြည့်၍မတိတီပြုံးကအေးမင်းလက်စာရေးနေတယ်လို့ကြားတယ်ဘယ်နဲ့မင်းနဲ့လဲငါလည်းအလုံများလုံးလို့စာပတ်ချိန်တောင်မရပါဘူးကွာဘာလို့လို့ချောချောင်းအောင်လုပ်ပေါ့ ဒါမှငွေကောင်းကောင်းရမှာစေနာပြင်အကြံပေးတယ်လို့အထက်စီနဲ့ဩဝါဒပေးတယ်လို့ကျွန်တော်နားကလို့လေးရှိတော့မိကျိုးမောင်းပြတ်တနာတို့ကိုစိတ်ပြတ်ဖွယ်ကြာရပြန်သည်သူကတအုပ်လျင်စာမုကတင်းကြော်ရသည်ဆိုတော့စာရေးဆရာတချို့ဤအမည်တွေကိုရပြနေ၏စာရေးဆရာတရားရဲ့အောင်မြင်မှုဆိုတာသူရတဲ့ငွေကြေးလည်းမဟုတ်ဘူးလူသိများတယ်ဆိုတဲ့ကြော်ကြားမှုလည်းမဟုတ်ဘူးသူစာအုပ်ဆောင်ရင်ဘလောက်ရရတယ်ဆိုတာလည်းမဟုတ်ဘူးစာပေလောကအပေါ်မှာသူစာပေဩဇာဘလောက်ရှိတယ်လဲဆိုတာပဲကွာ ကျွန်တော်စကားကို "तू နားမလဲကြောင်ပြောသည်။မင်းသာမဟုတ်ဘူး။လူတော်တော်များများနားမလဲပါဘူး။ခုခေတ်လူကြီးလူငယ်အားလုံးဟာကြော်ကြားမှုနဲ့ငွေကြေးနောက်ကိုပဲအလူရက်လိုက်နေကြတာကို။လောကမှာဒီနှစ်ခုကအရေးကြီးဆုံးမဟုတ်လားကွ။မဟုတ်ဘူး။ကြော်ကြားမှုနဲ့ငွေကြေးဆိုတာခိုင်မြဲတဲ့အရာတွေမဟုတ်ဘူး။တချို့ကအောင်မြင်မှုတရဖူဆောင်ပြီးငွေပုံကြီးပေါ်ထိုင်နေတော့တေးဆုံးသွားကြတယ်။တချို့ကြတော့အဲ့ဒီတရဖူနဲ့ငွေပုံကြီးကိုမတိခင်ဆုံးလွှတ်လိုက်ကြရတယ်။ငါစဉ်းစားလို့မရတာက ဒီလိုမမြဲတဲ့အရာတွေအတွက်လူတွေဟာဘာလို့အစိမ်းရခံနေကြသလဲဘာလို့မမမမောဆန္ဒတွေပြင်းပြနေကြသလဲဒါပြန်လောကမှာဘာအရေးကြီးဆုံးလဲအေးမင်းမသိဘူးဆိုတာဖြစ်နိုင်တယ်လောကမှာအရေးကြီးဆုံးဟာပညာနဲ့သိက္ခာပဲကွာသူကပျက်စီးနိုင်တဲ့အရာမဟုတ်ဘူးတံပိုးလည်းမဖြစ်နိုင်ဘူးဝိဇာနဲ့စရနာလို့ပြောရင်မင်းနားလည်းမမဟုတ်ဘူးဉာဏ်ပညာနဲ့အကျင့်တည်းလားဆိုတာကတန်တရားကိုပါတဲ့ပါရမီတွေဆိုတော့ရင်တန်တရရင်တန်နေတဲ့သဘောပဲရှိတယ် သူမျက်နှာကကောင်းစွာသဘောမပေါက်နိုင်ကြောင်းဖော်ပြနေသည်ခနာကြောင့်ကိုက်စိတ်သဘောချင်းမတိုက်ဆိုင်ဝဲစကားများကိုမပြောခြင်းပဲပြောမိပြန်သည်လူဆိုတာကို့အယူဆနဲ့ကိုကိုသွားတော့လမ်းကောင်သာအမှန်ဟုထင်တတ်လွန်သောတရဝါသာဖြစ်၏အောင်မြင်စေတဲ့အောင်သောအခါကြောင်းဆက်တနိုင်သောအင်အားမရှိထို့ကြောင့်သူကိုကြောင်းဆက်ထားပြီးမည်ဆိုသောရက်ွက်ထဲကဖနက်ထောင်ဆရာ သမီးကိုသူလက်ထပ်ယူလိုက်သည်ဖနက်ထောင်ဆရာသမီးမှာခါဝါဝအယုံဆူဆူမျက်ခုံးမွေးတည်တည်ရွှေကြိုးကြီးကြီးနဲ့ သူထက်အသက်လေအနေငယ်ကြီးသောမိန်းမဖြစ်၏အောင်မြင်ကိစ္စ၌အောင်မြင်သည် အသက်နှလုံးနှင့်ဘွဲတစ်ခုကိုလဲလှယ်ယူခဲ့၏ဟု စကားလာလာဆိုရန်မင်းခတ်၏အဘဲကြောင့်ဆိုသော အောင်မြင်၏ရင်ထဲတွင် အသက်နှလုံးရှိမရှိမသိကြသောကြောင့်ဖြစ်၏သိကြတာတစ်ခုကတော့အောင်မြင်သည်မိုးတီအောင်လေကားထောင်ကျင်သူဆိုသောအချက်ဖြစ်၏သူသည်အဆက်အသွယ်ကောင်းသောအစိုးရဌာနတစ်ခု၏အရာရှိပေါက်ဆပေါ်မှနှုတ်ထွက်ပြီးကုန်တယ်လုပ်နေသလိုကန်ထရိုက်လုပ်နေသလိုကြားရ၏ ိုက်တဲ့ကားနဲ့ဖြစ်နေသည်ဟုလည်းသိရ၏။သူပထမအိမ်ောင်းနဲ့လည်းကွဲကညွန်ကြားရေးမှုတို့၏သမီးနဲ့ယူပြန်သည်။အင်အားလေးတွင်ကျင်းပသောသူ့မင်္ဂလာဆောင်ဖိတ်စာကျွန်တော်ထံရောက်လာတော့လဲကျွန်တော်မသွားပြေ။လက်ဖွဲ့ပင်မပို့ဖြစ်ဘူးထင်ပါသည်။မင်းကဘယ်လာတာလဲ။ကျွန်တော်ကမေးလိုက်သည်။ဒီဘော်တော့ကိုလာတာလေ။ငါ့ဆရာတယောက်အိမ်သစ်ဆောက်တယ်။အဲ့ဒီမှာခင်မကော်စော်လက်ဆောင်ပေးကျွန်တော်လာဝဲတာ။ဒီတခါကျွန်တော်ပြုံးမိသည်။သူကလိပ်စာတစ်ခုကိုရေးရင်းငါကုမ္ပဏီတစ်ခုဖွင့်ထားတယ်။ရွှေလေကားတဲ့ inbox ပို့ပေါ့ကြုံရင်ဝင်လဲကွာသူ့ကုမ္ပဏီနာမည်ကိုကြားရတော့အခါသူ့ခွေရရင်တငယ်ချင်းတူကသူ့ကိုဝေဖန်ပူသောစကားကိုပြန်အမတ်ရလာ၏ဒီအောင်မြင်ဆိုတဲ့ကောင်ကလူတယောက်ကိုကြည့်ရင်ဒီလူကြောကုန်မှာလေကားပနတ်ထစ်ပါတယ်ဆိုတော့အရင်ကြည့်တဲ့ကောင်ကွာတဲ့ကျွန်တော်တို့နှစ်ယောက်နှုတ်ဆက်ကားခွဲခွာလိုက်ကြသည်အလိုလျောက်ရွေရသောဇလီကားပေါ်တွင်ရက်ကအပေါ်သို့တက်သွားသော သူကိုကြည့်လိုက်ပြီးအောက်သို့ဆင်းရန်ရိုးရိုးလေကားစီသို့ကျွန်တော်ခြေထောက်များဦးတည်ရွေလျားလိုက်လေသည်တစ္ဆာနီး တကုံ1988ဇူလိုင်လရေကုတ်ဖက်ပြထားတဲ့ modern widow တို့လေးကိုအဆုံးထိလိုက်ပါနာဆင်ပေးသူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်း Click for Freedom Channel မှာဆက်လက်နာဆင်ပေးဖို့တွန်းတောင်းဆိုပါရစေ။အားလုံးပဲဘေးပြရွေးဝေးကွာပြီးတာယာလာပါတဲ့နေရာလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျွန်မကတော့စပတ်သူဝိုင်းပါ။